အားလုံးမင်္ဂလာပါရှင်။လျှက်ရက်တစ်ပြက်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်လေးမှာကတော့ကျမ်းမာရေးဗဟုသုတတွေကိုအချိန်တိုတွေမှာနားလည်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့အမျိုးသမီးယောဂါတစ်မျိုးဖြစ်တဲ့တိုင်ပြမရာသီလာခြင်းအန်ဒရိုမီထရီယိုဆစ်လို့ခေါ်ရောကအကြောင်းပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။ ။အရင်ဦးဆုံး endometriosis ဆိုတာဘာလဲဆိုတော့ရှင်းပြပေးခြင်းပါတယ်။တရင်တွင်းနေမှာရှိတဲ့ tissue တွေကိုတော့ endometrium လို့ခေါ်ပါတယ်။အဲ့ဒီအလွှာလေးရာဆိုလို့ရှိရင်ရာသီစုံဝန်တစ်လျှောက်လုံးမှာတစ်ဖြည်းဖြည်းနဲ့ထူလာပြီးတော့ရာသီစုံဝန်တစ်ခုရဲ့အဆုံးသတ်မှာကိုယ်ဝင်မရခဲ့ဘူးဆိုလို့ရှိရင်တော့အဖက်လိုက်ကွာကျသွားပါတယ်။အဲ့လိုမျိုးကွာကျတဲ့ဖြစ်စဉ်ကိုရာသီလာခြင်း menstruation လို့ခေါ်တာပါ။ ဲ့လိုမျိုးရာသီလာတဲ့ဖြစ်စဉ်အားဆိုလို့ရှိရင်အန်ထိုမီထရီယန်ရှိတဲ့တဲ့ရင်အတွင်းနေရာမှာပဲဖြစ်လေရှိပါတယ်။တချို့မျိုးသမီးတွေမှာတဲ့ရင်နေရာကတဲ့ရင်အတွင်းနေရာမှာတွေမကဘဲနဲ့တဲ့ရင်ပြင်ပကမျိုးဥငယ်ဥဖို့ပြုံနဲ့တခြားတင်းပစုံရိုးခွင်းတွေက အင်္ဂါတွေမှာပါရှိနေတတ်ပါတယ်။အကျိုးဆက်ကတော့ရာသီလာတဲ့အချိန်မှာတည်ရင်အတွင်းမှာတွေမကပဲနဲ့တည်ရင်ပြင်မကအန်ဒရိုမီဒီယန်ရှိတဲ့နေရာတွေမှာပါသူ့ရေလိုက်ထွက်လာပြီးတော့ရာသီလာလို့ရှိရင်တည်ရင်ကတ်ခဲသလိုမျိုးအဲ့ဒီနေရာတွေမှာလိုက်ပြီးတော့ကတ်ခဲနေပါတော့တယ်အဲ့ဒီဖြစ်စဉ်ကိုတည်ရင်ပြင်မရာသီလာခြင်းလို့ခေါ်တာဖြစ်ပါတယ် တိုင်မြမမာယာတိလာတတ်တဲ့အမျိုးသမီးတွေမှာပြတတ်တဲ့လက္ခဏာတွေကတော့ယာတိလာတဲ့အချိန်မှာပုံမှန်ထက်ပိုပြီးတော့နာကျင်ကြိုက်ခဲတာယာတိသွေးတွေကအများကြီးစင်းတာကြောဘတ်တင်မဆွန်ရိုးခွင်းတခြားနည်းဘိုက်တွေမှာဆိုလို့ရှိရင်ဆွဆွဲထားတဲ့မျိုးနာကျင်နေတာအမျိုးသားနဲ့တူနေတဲ့ခါမှာဆိုလို့ရှိရင်လည်းအလွန်အမင်းနာကျင်တာပြုတ်အန်တာအာရင်ကုန်ခန်းတာဒီလိုမျိုးလက္ခဏာတွေကိုခန်းစားရတတ်ပါတယ် တယ်ပြမရာသီလာရဲ့ယောဂကဘယ်လောက်ထိဖြစ်များလဲဆိုလို့ရှိရင်တော့အမျိုးသမီးအယောက်တရာမှာတယောက်တော့ဖြစ်တယ်လို့စစ်တမ်းတွေကဆိုပါတယ်။ပြီးတော့ဒီခလေးမရနိုင်တဲ့အမျိုးသမီးတွေ25ရာခိုင်နှုန်းမှာဒီယောဂါရှိနေတယ်လို့လည်းလေ့လာတွေရှိကြတယ်ကပြောပါတယ်။ ဒီယောဂါကဘယ်သူတွေမှာဖြစ်နိုင်လဲဆိုလို့ရှိရင်တော့ရာသီစားပေါ်တဲ့အရွယ်ကနေပြီးတော့သွေးဆုံတဲ့အရွယ်အထိဘယ်မျိုးသမီးမှမဆိုဒီယောဂါဖြစ်နိုင်ပါတယ်။နောက်တော့အဖြစ်တော့အသက်25ကနေပြီးတော့35နှစ်ကြားထဲမှာဖြစ်များပါတယ်။ခလေးမမွေးဘူးသေးတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်လည်းဒီယောဂါကဖြစ်နိုင်ခြေပိုပြီးတော့များပါတယ်။နောက်တစ်ခုကကိုယ့်ရဲ့မိဘမျိုးရိုးထဲမှာဒီယောဂါဖြစ်ပွားတဲ့ရာသီဝင်ရှိမှဆိုလို့ရှိရင်လည်းပိုဖြစ်နိုင်ခြေရှိပါတယ်။ ညာသောအဖြစ်တော့ယောဂလက္ခဏာနဲ့သိနိုင်ပါတယ်ဒါပေမဲ့ယောဂကိုတိတိကျကျသိဖို့အတွက်ဆိုလို့ရှိရင်တော့ one bite ကိုအပေါက်ဖောက်ပြီးတော့ laparoscope လို့ခေါ်တဲ့ကိရိယာသေးသေးလေးနဲ့သိချာကြည့်ဖို့လိုအပ်ပါတယ်တရင်တွင်းဉာဏ်စားလေးတွေကိုတွေ့ဘူးဆိုလို့ရှိရင်တော့ဒီယောဂဆိုတာသိကြပါပြီနော်တိုင်ပြမရာသီလာတဲ့အမျိုးသမီးတွေမှာများသောအားဖြင့်တော့ခလေးမြနိုင်ကြပါဘူး။ဒါကြောင့်မို့လို့ခုမှခလေးမြသေးဘူးဆိုလို့ရှိရင်တော့ဒီရောဂါများလာလို့စဉ်းစားသင့်ပါတယ်။ ဒီယောဂါကိုဘယ်လိုကုသနိုင်ကြလဲဆိုလို့ရှိရင်တော့ရာသီမလအောင်ဟော်မုန်းစေ့ထိုးပြီးတော့ကုသတဲ့နည်းရယ်တိမ်ပြမကအွန်ဒိုမီထရီယံအစတွေကိုခွဲစေဖက်တော့တဲ့နည်းရယ်ဆိုပြီးတော့နှစ်နည်းရှိပါတယ်။တစ်ခါတလေမှာဆိုလို့ရှိရင်တော့တိမ်ထိုးပြဖို့လိုတာမျိုးတော့ရှိတတ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်တိမ်ပြမရာသီလာခြင်းကြောင့်ပြီးတော့ပြီလို့ထင်ပါတယ်။ကျမတို့ AM Channel ရဲ့လျှက်တဲ့ဘက်ကျမရဲ့ Exercise ကနေပြီးတော့အခုလိုမျိုးကျမရဲ့ဗဟုသုတတွေကိုတောက်လျှောက်တင်ဆက်ပေးသွားမှာမို့လို့ဆက်လက်ဆောင်မှုချူအပ်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။